နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်တပ်နဲ့ပတ်သက်ဆန့်ွယ်နေတဲ့ကုမ္ပဏီများကယင်းဒီမြောက်နံမှုများအားဆွီဒင်ပင်စင်ရန်မုံငွေအဖွဲ့ကပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆွီဒင်ပင်စင်ရန်မုံငွေအဖွဲ့ AP7 ဟာအိန္ဒိယစစ်လက်နက်ကုမ္ပဏီများဖြစ်တဲ့ Bharat Electronic Limited BEL, Hindustan Aeronautics Limited HAL, Thai Union Company PTT Exploration and Production PTT EB နဲ့ ဂျပန်ယင်းဒီမြုံနှံမှုလုပ်ငန်းကြီးဆူမီတိုမိုကော်ပိုရေးရှင်းတို့မှရှိတဲ့၎င်းတို့ရဲ့ယင်းဒီမြုံနှံမှုများအားပြန်လည်ရုပ်သိမ်းလိုက်ကြောင်းကြေညာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဆွီဒင်ပေးစင်ရန်မုံငွေအဖွဲ့ကစစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီများစီကနေအမေရိကန်ဒေါ်လာတန်ပေါင်းများစွာရှိတဲ့ယင်းဒီမြုံနှံမှုများအားပြန်လည်ရုပ်သိမ်းမှုအပေါ်ကြိုးစားကြောင်း Justice for Myanmar JFN Swedish Burma Comedy SBC နဲ့ Fair Finance Guide တို့ကမနေ့ကညမှာထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ JFM အဖွဲ့ရဲ့ထုတ်ပြန်ချက်များအရ BL နဲ့ HL တို့ဟာမြန်မာစစ်တပ်ထံမှာဆစ်လက်နက်နဲ့အခြားသောစစ်ပစ္စည်းကိရိယာများကိုရောင်းချခဲ့တယ်လို့သိရပါဗျ။ PTT EB ဟာစစ်ခွေးတိုက်ရဲ့အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ကမ်းလွန်တဘာဝတန်းဝိစီမံကိန်းနှစ်ခုမှာစစ်အုပ်စုနဲ့အတူကြီးကြပ်လုပ်ကိုင်နေတယ်လို့သိရပါဗျ။ Sumitomo Corporation ဟာစစ်ခွေးတွေထိန်းချုပ်ထားတဲ့စက်သွေးကုမ္ပဏီ MPD နဲ့ပူးရဲကြီးကြပ်လုပ်ကင်နေပြီးတော့စစ်ခွေးတွေရဲ့ digital ဖိနှိပ်မှုများမှာပါဝင်ပတ်သက်နေကြောင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ November လအတွင်းမှာ Justice for Myanmar JFN Swedish Burma Comedy SBC နဲ့ Fair Finance Guide တို့ကထုတ်ပြန်ခဲ့တဲ့ပူးရဲစမ်းစစ်လေ့လာမှုအတွင်းအဲ့ဒီ Sweden ရန်ပုံငွေအဖွဲ့များဟာမြန်မာနိုင်ငံမှာရှိတဲ့စစ်ခွေးတွေကိုကုညီပံ့ပိုးပေးနေတဲ့ကုမ္ပဏီ၁၂ခုမှာ Sweden ငွေ Corona 4.6ဘီလီယံယင်းနီမြုပ်လန့်ထားကြောင်းနဲ့၎င်းတို့ထဲမှာဆွီဒင်ပြည်သူ6တန်းရဲ့ပင်စင်ငွေမြောက်ထည့်ဝင်ထားတဲ့ AB7 ကအများဆုံးယင်းနီမြုပ်လန့်ထားတယ်လို့ထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။